ဂုဏ်တော်ကိုပွားကျင်တယ်ဆိုလို့ရှိရင်ပရိနိဗ္ဗာန်ဂုဏ်တော်ကိုမပွားကောင်းဘူးလို့ဘုန်းကြီးမဆိုလိုဘူးနော်။တမာရီဖြစ်ဖို့ခက်တယ်။မဖြစ်လို့လေ။ဘယံဂုဏ်တော်အပေါ်မှာစိတ်ကရောက်ရမယ်ပရိဘုံမှာစိတ်ရောက်အောင်မဟုတ်ဘူး။ဒါကတစ်ချက်။ပရိနိဗ္ဗာန်နေတဲ့ခါကျတော့လက်ကဘယံဂုဏ်တော်ကိုစိတ်ရောက်လိုက်ပရိစိတ်ရောက်လိုက်မဖြစ်နိုင်ဘူးလား။အာယုနှစ်ခုဖြစ်နေတယ်ဒါကတစ်ခု။မဖြစ်လို့ဒီပရိသုံးလဲလို့မေးတော့ဂုဏ်တော်ဘွားတာဘယ်လောက်ပြည့်သွားပြီဆိုတော့မှတ်ဖို့ဆိုပြီးဒီလိုပြောတယ်။မတရားရှိလုံးပြည့်သွားပြီတန်တစ်ခေါက်ရပြီ။ စိတ်ကဘယ်ရောက်ရောက်တော့တစ်ခေါက်ပဲဟုတ်တယ်မလားအဘိုးကြီးရှင်ရောက်နေလဲတစ်ခေါက်ပဲအဘိုးကြီးရှင်ရောက်နေလဲတစ်ခေါက်ပဲဟုတ်တယ်မလားဘယ်ရောက်ရောက်တစ်ခေါက်ပဲသူကဒါပြီးပြီဒါတော့အတွက်ဒီတနေ့ပြီးသွားပြီဒီပုံစံဖြစ်နေတယ်အဲကြောင့်သူကဂုံတော်ပွားပြီဆိုလို့ရှိရင်အဲ့ဒီလိုစိတ်ထားဖို့တော့မလိုဘူးနော်ဒီတော့ပွားနည်းကတော့ဘုန်းကမေတ္တာဘာဝနာကမ္မထန်စီးပြန်တယ်လို့ပဲဘုန်းကြီးတို့ရှင်းဦးစွာမိမိရရှိထားပြီးတဲ့အလောကကတိုင်သို့မဟုတ်ဩဒရာကတိုင်ကတိုင်တစ်ခုကိုဖြစ်သရဏဇံသမာတိပေါအောင်သမာတိကိုထလုံးမှာ ထိုသမာတိကြောင့်ဖြစ်ပေါ်လာတဲ့ညာအယောင်လေးတွေကအကောင်းပြီဆိုရင်မိမိတို့ကဘုရားကိုလက်တွေဖူးလိုက်ရတဲ့ပုံကိုမဟုတ်ချင်းကြောင့်ဘုရားနဲ့ပုံတူဆိုပြီးတော့မိမိတို့တီထောက်ကိုယ်ခွေထားတဲ့ယုံဘွားတော်များရှိတယ်။အဲ့ဒီယုံဘွားတော်တွေကမိမိဘယ်ယုံဘွားတော်ကိုအမတ်တရားစိတ်ထဲမှာကြီးကြီးလင်းလင်းနဲ့ကျဉ်းလို့ပြီးကြီးညိုဘူးတည်းအဲ့ဒီယုံဘွားတော်ကိုပြန်အာယုံယူပါနော်။အာယုံယူမိတဲ့အချိန်ခါကျတော့အဲ့ဒီယုံဘွားတော်ဟာဘုရားအစ်စ်တော်မဟုတ်ဘူးဒါပေမဲ့ဘုရားနဲ့ပုံစံတူတဲ့ယုံဘွားတော်ဖြစ်နေတယ် အဲ့ဒီယုံမတော်ကိုပဲမိမိကတက်တော်တင်ခြင်းဖျက်အဖြစ်နဲ့စိတ်ထဲမှာအမှတ်ထားတယ်နော်အမှန်ထပ်ပြီးတော့မိမိတို့ကြိုက်နှစ်တဲ့ဂုဏ်တော်တစ်ခုကိုရွေးချယ်ပြီးပွားရမှာဖြစ်တယ်